အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေတာသမီအားလုံးအတွက်နှစ်ရက်ဆက်လ2025ကနေ6ရက်ဆက်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတနင်္ဂနွေတာသမီတွေဒီတစ်ခါကာလမှာပေါ့နော်အဘလိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့အလုံးနဲ့ပတ်သက်ပြီးစပြောကြပါဆိုပြန်နော်အလောက်ကိုင်းသူမဟုတ်နေရာထိုင်ခင်းပေါ့နော်အပြောင်းလဲဖြစ်တတ်တဲ့ဂိမ်းတွေမှာသွားပါပါတယ် ကောင်းတော့ပြောင်းလဲခြင်းနဲ့ပြောင်းတာမျိုးတွေဖြစ်တာများတဲ့သဘောဝါရှိတော့ပြောင်းလို့ရပါတယ်ဗျာနော်အဲတချို့ကကြတော့လက်ရှိလုပ်တဲ့အလုပ်တွေကအလုပ်မှာအတိုက်အခိုက်အခက်အခဲလေးတွေအများကြီးရှိတယ်ဗောနော်အဆင်မပြေမှုတွေတအားများတယ်အထက်လူကြီးကလည်းကိုယ့်ကိုဖိအားတွေပေးအလုပ်ဖို့ဂိုင်းပတ်တွေကလည်းကိုယ့်ကိုမနာလို့ဝိုင်းဝန်းတိုက်ခိုက်အများနဲ့တယောက်ဖြစ်တတ်တယ်ဗောအဲ့လိုဖြစ်တဲ့အခါမှာလက်ရှိလုပ်ကနေမလုပ်ချင်တော့ဘူးနော်လက်ရှိနေတဲ့နေရာမှာမနေချင်တော့ဘူးဆိုပြီးတော့လက်ရှိလောက်ကနေထွက်ပြီးတော့နောက်လောက်တစ်ခုကိုကူပြောင်းတတ်တဲ့သဘာဝရှိတယ်ဒီကာလမှာအဲတချို့ကကြတော့အဲတခြားဒီဖုန်းငန်းကြီးမားတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်တော့ ယာရုတို့တက်ကိန်းရှိပါတယ်နော်ယာရုကုံအဆင့်တန်းပေါ့နော်တဆင့်မြင့်ဝါတက်ကိန်းရှိပါတယ်ဗျာနော်ယာရုတက်ကိန်းရှိတယ်ပေါ့အဲ့ဒါယာရုတို့အပြောင်းလဲပုံစံနဲ့ဖြစ်တဲ့ကိန်းတွေမှာလည်းသွားပါတယ်အထူးသဖြင့်အစိုးရဝန်ထမ်းတွေဆိုတော့ပို့ပြီးတော့များပါတယ်အဲ့ကိန်းကတခြားပုံမှန်ဝန်ထမ်းတွေဆိုတော့လက်ရှိလောက်ကနေထွက်နောက်လောက်တစ်ခုကူပြောင်းတာမျိုးကပို့ပြီးများတဲ့သဘာဝရှိပါတယ်အဲ့တော့ပြောင်းရင်ကောင်းမှမလားလို့မင်းရပါတယ်ပြောင်းရင်ပြောင်းမှအဆင်ပြေပါတယ်ဗျာနော်တခုတော့ရှိတာပေါ့တခြားအလုပ်တစ်ခုဘိုင်းတွေရပြီးမှပြောင်းမယ်ဆိုတော့ပို့ကောင်းမယ် အဲ့လိုမှမဟုတ်ဘူးဆိုရင်အလုပ်ရတာမှန်တော့လည်းပဲဂျားမန်နည်းနည်းလေးဟာဝါတာမျိုးလေးတွေဖြစ်တဲ့ဂိမ်းတွေမှာပါပါတယ်။အဲကျွန်တော်သဘောရဆိုတော့ဖြစ်နိုင်လို့ရှိရင်ဝန်ထမ်းမှာခက်ခဲမှုအဆင်မပြေမှုတွေကြုံနေရတဲ့သူတွေကိုဒီကလာမှာအဒီလောက်ကနေထွက်ပြီးတော့ကိုပိုင်အရင်းအနှီးလေးတစ်ခုနဲ့စီးပွားရေးတစ်ခုစတင်အကောင့်ထဲပေါ်တင်တယ်လို့အကြံပေးခြင်းနဲ့အဒီကလာမှာကိုပိုင်စီးပွားရေးလုပ်လို့ရှိရင်အမှန်တန်အကျိုးပေးတဲ့အဲကာလကိုကြာရောက်နေတာတွေ့ရတယ်။ဒီကလာကစပြီးလုပ်လိုက်အရှိလာမဲ့အနာဂတ်လေးတွေမှာတောက်လျှောက်ကြီးအောင်မြင်ဖြစ်တော့မဲ့လုပ်ငန်းရှင်တွေဖြစ်သွားမယ်ဆိုတာလေးအဝန်သာအရာမြင်မိတယ်ပေါ့နော်။ အဲ့တော့ဘာလေးလှုပ်လို့သိတော့လဲဆိုရင်အမျိုးသမီးလေးတွေဆိုလို့ရှိရင်တော့အလကုန်ပစ္စည်းရောင်းတာတို့အလပြင်နိုင်ဖွင့်တာတို့လို့အရန်အကျိုးပေးတဲ့ထမပါပါတယ်ဗျာနော်အဲဒါအပြင်ဘာလေးလှုပ်သိတယ်လဲဆိုလို့ရှိရင်လေစားသောက်ခံတွေဘာလေးဖွင့်ပေါ့အစားအသောက်စားသောက်ခုံနဲ့ပတ်သက်တဲ့ရောင်းဝယ်အရန်အကျိုးပေးတဲ့ထမပါတယ်ဓာတ်စီတို့ဒီဇယ်တို့စောင်းစီတို့အဲ့လိုစီတွေဘာလေးရောင်းနော်စံတွေဘာလေးရောင်းအရန်ကောင်းပါတယ်ဈေးဝကျုံရင်တင်တော့နေတက်ပြီးတော့ဈေးဝရောင်းမလားစေးတန်တွေဖွင့်မလားအကျိုးပေးတဲ့ထမပါပါတယ်အဲ့ဒါတွေကိုရင်းနှီးမြှုပ်နှံပြီးလှုပ်ပါပြီးတော့ဒီကလာမှာအာ အိုးရင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတချို့သွားညှိတာလေးတစ်ချက်သွားတွေ့တယ်။အဲ့ဒါဘာလဲဆိုတော့ပြန်တရာညံ့တဲ့တနင်္ဂနွေတာနမီလေးတွေဆိုရင်အိုးပြတ်အိမ်ပြတ်သွားဖြစ်တတ်တယ်။အပြောင်းလဲဖြစ်တယ်ပေါ့နော်။ပြောင်းရင်လို့ပြောင်းအောင်မဟုတ်ဘဲမပြောင်းမဖြစ်ပြောင်းအောင်ဖိအားပေးခံရတာပေါ့။အဲ့မှာစနေသွားခိုက်တာဖြစ်တဲ့အတွက်မင်းဆိုးရတယ်နဲ့ပတ်သက်တဲ့ကိစ္စတွေညှိဆုံးပြီးတော့အဖြက်စီးခံရတဲ့အထက်မှာပါဝါတက်တဲ့ကိစ္စတွေမှာပါတယ်။အထူးသတိထားပေးပါနော်။ဂရုစိုက်ပေးပါ အငွေကြေးတက်လာတဲ့သူတွေဆိုတော့ဒီကလာမှာအိုးသိအိမ်သိရတယ်အိုးအိမ်နေဝယ်လို့ရှိရင်အရန်ကောင်းတယ်အိမ်ပြင်တာအိမ်ဆောက်တာအိမ်ဝယ်တာအရန်ကောင်းတယ်သို့တော့ဘာဖြစ်တယ်လဲမေးရင်မြင်နဲ့ပတ်သက်တဲ့အမှုဖြစ်တဲ့ကိန်းရှိတဲ့တို့ကအထူးသတိထားပြီးမြင်မှုဖြစ်တယ်နော်မြင်မှုဖြစ်တဲ့ဆိုတဲ့အခါမှာမင်းစိုးရနေနဲ့ပတ်သက်ပြီးတော့လဲအဖြတ်သိမ်းခံရတာမျိုးဖြစ်စေညီကောင်မတော်အချင်းချင်းဖြစ်စေတို့ချုပ်ကဒီပိုင်ဆိုင်မှုမခိုင်မှလဲမြင်နေရတွေကိုဝယ်မိလို့ဖြစ်စေပေါ့နော်အဲအဲ့မှာအမားယွင်းလေးတွေဖြစ်ပြီးတော့မြင်နဲ့ပတ်သက်တဲ့အမှုကိန်းလေးတွေအဲပြဿနာဖြစ်တတ်တယ်ဂယုဆိုင်ကမှာပေါ့နော် ြစ်ခဲ့လို့ရှိရင်ကိုယ့်ဘကရှုံးတာမျိုးတွေဖြစ်တဲ့တူကဂယူစာရဲ့တရားမမှုပုံစံလေးဖြစ်တတ်ပါတယ်အဲ့တော့အယောင်းဝယ်တွေလောက်တဲ့ခါမှာမြေကိစ္စတွေကိုလက်လွန်ကြတဲ့မဝယ်မိပါစေနဲ့ဗျာနော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့တနင်္ဂနွေတာသမီတွေကဒီတပတ်ကာလမှာငွေကြေးအမရန်လက်ထဘာရှုံမဲ့ကာလတွေမှာပါတာပေါ့လေဆိုတော့ငွေကြေးအစုလိုက်ပြုံလိုက်ဝင်လာတဲ့တချို့တွေဆိုရင်မမျောနေတဲ့နေရာကနေဆုံးရှုံးပြီးထင်တဲ့ငွေကြေးတွေပြန်လဲရရှိတာမျိုးတွေအားအစားတချို့တွေဆိုရင်လာတာတိုးတဲ့ဆိုတဲ့ဟာတွေအားအစားတချို့ကဘောင်းဘောနတ်တွေပါရတာမျိုးအားအစားပေါ့နော် ကြုံရတဲ့ကိန်းတွေမှာပါတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့အဆက်မှုကြတော့မလို့ဘူးတိုးတော့တခုရှိတာကရတဲ့ပတ်စံလေးတွေကလက်ထက်ရောက်ပြီးလို့ရှိရင်အကြောင်းကြောင်းကြောင်းပြန်ထွက်ဖို့တာဆူနေတာတွေဖြစ်တဲ့အတွက်ရတဲ့ပတ်စံလေးတွေမြင်းမြင်းအောင်အဖတ်တင်တာလေးတခုလောက်ထားပြီးရင်ပို့ပြီးတော့ကောင်းပါလိမ့်မယ်လက်ထက်မထားပါနဲ့ကြောနော်ဒီကနေ့မှာပတ်စံဘလောက်ပဲရင်းနေတဲ့သူဆွေမျိုးသားချင်းညီကိုမောင်နှောင်တွေဖြစ်ဖြစ်ပတ်စံတွေပါလာချီလို့ရှိရင်လုံးဝမချင်းငါပါနဲ့ချင်းငါခဲ့သည်ရှိတော့အဲဆုံရှုံနေတာတဲ့ဂိမ်းထဲမှာပါတယ်နော်အဲ့တော့ကိုရှိတာလေးကိုကကိုချစ်ချစ်ပါအောင်ဆုပ်ကန်ပြီးတော့တေချာလေးစီးစစ်သုံးဆွဲမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါလိမ့်မယ်နော် ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်တော့ဘာဖြစ်လဲဆိုတော့တလင်းကုန်နေတာသမီးတွေအဲကျမ်းမာရေးမှာမျက်စိနဲ့ပတ်သက်ပြီးသွားထိတက်တယ်အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်ဒီကာလမှာမျက်စိတွေပါတယ်ခွဲရတတ်တဲ့ gain ပါတယ်မျက်ရိုးတွေကြိုက်တာမျက်မှန်တက်ကြတာမျက်မှန်ပါဝါဒိုးရတာအဲဒါမျိုးတွေအားအစားဖြစ်တတ်တဲ့ gain လေးရှိတယ်ဒါအပြင်အဲမျက်နာခနာကိုအခြေပြားတွေပေါ်မှာအနာလိုဖူးတွေအများကြီးပေါက်တယ်တချို့ဒီအဲတက်လပိုင်းအမျိုးသားအမျိုးသမီးတွေဆိုတော့ဝက်ချန်လိုအနာလိုဒီလိုဖူးတွေအများကြီးပေါက်တယ်ပေါ့နော်တချို့ငယ်ရွယ်ကလေးလေးတွေဆိုလို့ရှင်တော့ပဲတိတာတို့တို့ ီးလို့ရှိရင် WhatsApp ပေါက်တာတို့လိုရေချောက်ပေါက်ပေါက်တာတို့လိုအဲ့လိုပုံစံတွေထားပေါက်တာမျိုးလေးတွေဖြစ်တဲ့တယ်အထူးသတိထားပေးရမယ်နော်ဒါအပြင်အကြောအချင်းလေးတွေနာကျင်ကြိုက်ခဲ့တဲ့တဘာဝလည်းရှိတယ်သို့တော့ဟိုဟာစိတ်ပူစရာတော့မလိုပါဘူးအဲ့တော့ကျမညာလို့စေုံစင်းကနေပါပြီးပြမယ်ဆိုတော့အင်္ဂါသားသမီးဆရာဝန်နဲ့ပြပါဒါဆိုရင်တော့အနာနဲ့စင်းနဲ့တို့ပြီးတော့အများဆုံးတက်တာပျောက်ကင်းနိုင်မယ်ဒီတိုင်းနဲ့ပတ်သက်လို့ရှိရင်တော့တနင်္ဂနွေသားသမီးတွေဒီကနေ့မှပညာရေးကံဆရာဘက်ကအားမရဘူးလို့ပြောရမယ်။အဲ့တော့ကိုဘက်ကနေဝရိယအားကိုပုံမှန်ထပ်နှဆ၃၀လေးကျူတာပါ။ စာတဲ့ကိုစိတ်မဝင်စားတာမျိုးတွေဒီစာချက်ခဏကြရင်အိတ်ချင်သလိုလိုထိုင်းမိုင်းနေသလိုလိုအလွယ်တကူမမှတ်မိတာမျိုးတွေညာစာဖြစ်တဲ့ဂိမ်းတွေပါလို့ဂယူဆိုင်တချို့ဆောင်ပွဲကြတဲ့ဂိမ်းတွေမှာပါပါတယ်ဂယူဆိုင်မှာရပါလိမ့်မယ်အခြေအနေအောင်နဲ့ပတ်သက်လို့ရှိရင်တော့တနင်္ဂနွေသားသမီးတွေအစမ်းအမရန်ပွင့်တဲ့ကားတွေမှာပါတယ်အိုချစ်သူမရှိတဲ့သူတွေဖြစ်စေချစ်သူရှိတဲ့သူတွေဖြစ်စေအိမ်တော်တွေဖြစ်စေဒီကလာမှာကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေဒီအရန်ပေါ်များတတ်တယ်ဝမ်းဝိုင်းနေတတ်တယ်နော်အဲ့တော့ချစ်သူမရှိတဲ့သူတွေချစ်သူရတာဝမ်းသာဖို့ကောင်းတယ်ဒီကလာမှာစုံစည်းရလို့ရှိရင် တချို့တွေဆိုတော့မှကိုဘွားလက်တွေပေါ်တွေအတွက်ပေါ့နော်ဘွားလက်တွေပေါ်ကောင်းတဲ့အထိပါရွေးချယ်မိတဲ့အထိဖြစ်သွားတတ်တဲ့ဂိမ်းတွေမှာပါတော့ကောင်းတာပေါ့တချို့ကလည်းဒီကလာမှာမင်္ဂလာဆောင်ကိစ္စတွေပြောဆိုဆွေးနွေးရတာနော်မင်္ဂလာဆောင်ရတာမျိုးအစားကြုံရတတ်တယ်ကိုကိုယ်နိုင်မဖြစ်အောင်ကိုအနီနာပါဝင်ချင်မှကြုံတဲ့ခါကိုကပါဝင်ကူညီဆောင်ရွက်ပေးရတတ်တယ်အဲ့တော့စာရန်ပွင့်လို့တဲ့ခါမှာချစ်သူတွေဖြစ်စေအိမ်တော်ဘက်တွေဖြစ်စေဒိဋ္ဌိထားပါ အော်အထူးသဖြင့်ပေါ့နော်အတူတူနေတဲ့သူတွေဆိုနည်းနည်းတော်သေးတယ်တယောက်တည်းနေရာစီခွဲနေတဲ့သူတွေဆိုလို့ရှိရင်စံပွင့်နဲ့တောင်မခံနိုင်တာဖြစ်တဲ့အတွက်နေစရာဘက်ကိုရင်းပြီးတော့အိမ်တော်ကြီးဖောက်လဲဖောက်မြမှုအခြေကြီးဖောက်လဲဖောက်မြမှုတွေဂျုံဝတ်တဲ့တဲ့ဂိမ်းတော့မှာပါတော့အဲတနင်္ဂနွေတန်းသူကြီးကိုချစ်သူတွေကိုဂယုဆိုင်ပေါ့နော်ပြင်မထားကြပါနဲ့အဲ့တော့ဒီကလာမှာနိုဝင်ဘာလ9ရက်6ရက်9ရက်10ရက်ပေါ့နော် အဲ့ဒီရက်တွေကတော့အမရန်ကံကောင်းတဲ့ရက်အပိုင်းခြားတွေဖြစ်တဲ့အခက်ခဲအားလုံးကိုရှင်းနိုင်တဲ့အလောက်ကိုင်းအကြံစီတွေအောင်မြင်တဲ့ဥစ္စာဒဏ္ဍာရီလက်လာပါတွေတိုးဝမယ်ဆိုတဲ့ကာလတွေမှာပါတယ်ဗောနော်ကြုံရတဲ့အခက်ခဲတွေအားလုံးကိုအစင်စင်ကြုံလာလို့အောင်မြင်တဲ့အနေအထားမှာရှိမယ်အရှိတောင်ရက်ကနေကောင်းသောသတင်းစကားလေးတွေကြုံရကြာမယ်လူမျိုးဝဲလူမျိုးကြားဘာသာကြားတွေရဲ့အကူအညီဆောက်ရှောက်မှသာမှုတွေဖြစ်လိမ့်မယ်ဒပိုင်းနေစာကြီးဖြစ်နေတဲ့လုပ်ငန်းတွေကိုအဲ့ကာလမှာအပိသက်လှုပ်ဆောင်နိုင်တဲ့အနေအထားလေးတွေရှိလာလိမ့်မယ်နိုမာလာ၂ရက်၃ရက်၄ရက်မှာတော့အညာအခိုက်တွေရှိတယ် အငွေကြေးနဲ့ပတ်သက်ပြီးတော့ဂျင်းနဲ့ချက်ထဲကြတာလေးတွေရှေ့တော့ခဏနောက်ဆုံးအခက်ဖြစ်တာလေးတွေကြုံရတဲ့လွတ်လပ်ဝိုင်းပြန်တောင်းအခက်တာမျိုးလေးတွေဖြစ်တဲ့အရန်ရင်းနှီးပါတယ်ဆိုတော့မိတ်ဆွေအချင်းချင်းမိတ်ပြဆွေပြဖြစ်တယ်ညီကောင်မတော်အချင်းချင်းမိတ်ပြဆွေပြဖြစ်ပြီးတော့ဒေကန်ပြတာတို့မခွန်နိုင်မပြောနိုင်ဖြစ်တာတို့အဲဒါမျိုးတွေအစားသွားဖြစ်တဲ့ရန်အနောက်အချက်တွေနဲ့ထိတ်တိုက်တိုးတဲ့ဂိမ်းတွေမှာပါတယ်တမိုးကြီးရဲ့ရှူတဲ့ပစ္စည်းလေးတွေကြောက်လေးတွေထွက်တာပျောက်တာလေးတွေအဲ့ရပိုင်းမှာဖြစ်တော့ဂယူဆိုင်ပေါ့ဗျာနော်အဲ့တော့ကန်ရီးယားရဲ့ထောက်ပံ့မှုအပြေအဝရအောင်အဒီရပိုင်းမှာနတ်ပြရအောင်အဖြူရအောင် နှုတ်နဲ့ရောင်အစင်းရောင်အဲ့ဒီအကြောင်းတွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးရမယ်။ဒါအပြင်အော်တာညုံဇပယ်ညုံဇပယ်ပန်းအဲမြမြပန်းရောင်စုံအဲ့ဒီပန်းတွေကိုနော်အကလုံးမဟုတ်ပါဘူးတစ်မျိုးမရတစ်မျိုးပေါ့အဲမိမိတို့နေအိမ်ကဖျားမှာဖျားပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ခါနေမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့တန်ငွေတွေတာသမီတွေဒီရက်ပိုင်းမှာကြုံရတဲ့အညံ့တွေတွေกินပြီးတော့ကောင်းတဲ့ကံတွေပိုကောင်းဖို့အတွက်ရေရရလေးပေးအောင်ရေရရအနေနဲ့ဘာလို့ကလဲဆိုတော့အဲဆုံးကံကြွလာတဲ့ တိလရှင်ဆရာလေးတွေကိုစာနဲ့စီနဲ့လူပြအောင်လူတန်းပေးလိုက်ပါနော်ကိုယ့်ရဲ့ကောင်းကျိုးလူရာဆန္ဒတွေဒီအေကံမုတ်ချပြေဝသွားလိုက်မယ်ကြောင်ရတဲ့အညာခိုက်အတိုက်ခိုက်တွေပြေပြအောင်ချောင်းတို့မြို့တို့လိုစီစင်းတဲ့ရေရှင်မှာညနေပိုင်းလေးတခုမှာငါးသက်ဆက်တွေလွတ်ပြအောင်လွတ်ပေးလိုက်ပါဒါဆိုတော့အညာနေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်အဲတနင်္ဂနွေတာလူရအောင်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာနော်